္ဂလာပါဒီသင်ခန်းစာလေးမှာတော့ indicator အကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ indicator အကြောင်းကိုပြောဖို့အတွက်ကျေလို့အရင်ဆုံး ID လို့ပြောလိုက်တာနဲ့ hardware နဲ့ software ရှိရလို့သိရမယ်ဟုတ်ပြီနော်ဒီ hardware မှာဆိုရင်ဒီ hardware စီကွန်ပျူတာပြင်တဲ့အပိုင်းလေးတွေရှိမယ် network ချိတ်ဆက်တဲ့အပိုင်းရှိမယ်ပေါ့နော်ဒီ software ဘက်မှာဆိုရင်တော့ဒီ programming ဘက်ကိုပြောတာပေါ့နော်အများသောအဖြစ် software ဆိုတာကတော့နော်အဲ့တော့ဆိုရင်ဒီကျေကဒီ hardware အကြောင်းကိုအရင်ဆုံးရှင်းပြပေးပါမယ်နော် hardware မှာဆိုရင်ဒီကွန်ပျူတာ A+ ပေါ့နော်ကွန်ပျူတာပြင်တဲ့ဘိုင်းရှိမယ် Hardware Engineering လို့ခေါ်တယ်နော်ကွန်ပျူတာပြင်တဲ့ဘိုင်းဥမာဒီကွန်ပျူတာပြင်တဲ့ဘိုင်းကဘယ်သူတွေလိုအပ်တာလဲဆိုရင်ဒီလိုအိမ်မှာကွန်ပျူတာရှိတဲ့သူတိုင်းကတော့ကွန်ပျူတာပြင်တဲ့ဖို့လိုအပ်တယ်နော်ဒါကေရီယာဆိုတာနောက်မှပေါ့နော်အဲ့တော့ဒီကေရီယာအနေနဲ့ပြောမယ်ဆိုလဲဒီ networking နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မှာတော့မှန်တယ်ဒါပေမဲ့လည်းဒီလိုအလုပ်တွေမှာဆိုရင်ဒီကွန်ပျူတာပြင်တဲ့ဘိုင်းတွေတော့နည်းနည်းပါးပါးလုပ်တတ်ဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ဒီ A+ ဒီဘယ်လိုအခြေအနေမျိုးမှာအသုံးဝင်လဲဆိုရင်အဲဒီလိုဒီကွန်ပျူတာပြင်တဲ့ ဆိုင်တွေပေါ့နော်တနည်းအားဖြင့်ကွန်ပျူတာရောင်းနေဆိုင်တွေမှာဆိုရင်ဒီကွန်ပျူတာပြင်တဲ့အပိုင်းတွေကျွမ်းကျင်နေဆိုရင်လည်းသူကအလုပ်အနေနဲ့လုပ်လို့ရပါတယ်ဒါပေမဲ့သူကကေဒီယာလမ်းကြောင်းတစ်ခုတော့မဟုတ်ဘူးပေါ့နော်သူရေရှည်လို့လို့ဆင်မပြေဘူးဒါကြောင့်ဒီစီလို့ကဒီ hardware ဘိုင်းမှာဆိုရင် network နဲ့တွဲပြီးတော့သွားကြတယ်ပေါ့နော်ဒီ e-blade တင်ပြီးတော့မဆုံးသေးပဲနဲ့ပေါ့နော် network ကိုဆက်သွားမယ်အော်ဒီစီတော့ဒီစီတို့အတန်းကတော့ networking တန်းဖြစ်တဲ့အတွက်ကြောင့်မို့ networking နဲ့ပတ်သက်ပြီးတော့ဘလိုကေဒီယာမျိုးတွေရှိတယ်လဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်နော်ဒါဆိုရင်ဒီ notebook လေးတစ်ချက်ကြည့်မယ်အဲ့တော့ဒီ networking မှာဆိုရင် ။ဒီလိုနောက်ဘက်မှာဆိုရင်ပေါ့နော်။ဒီအများဆုံးအဖြစ်ပေါ့နော်။လမ်းကြောင်းတွေဘယ်လိုရှိလဲဆိုရင်နံပါတ်1ကဒီလို system engineer ဆိုပြီးရှိတယ်။ system engineer ရောနံပါတ်2က network engineer နော် network engineer ဆိုပြီးတော့ရှိတယ်ပြီးရင်3ကဒီလိုဒီဒီနေ့ခင်မှာဆိုရင်တော့ဒါ cloud engineer ပေါ့နော်ဒါလည်း နံခစ်စားလေးပါနော်ကလောက်အင်ဂျင်နီယာကလောက်ကလည်းဒါလူတိုင်းသိတဲ့ဥစ္စာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကကြတော့ဒီလိုဒီ security engineer security engineer ဟုတ်နော် security engineer နဲ့ပတ်သက်တဲ့အကြောင်းအရာလေးသိထားဖို့လိုတယ်အော်ဒီနိုင်ငံမှာတော့ဒီ wireless network engineer ဆိုပြီးတည်တံ့တော့အရင်တော့အလုပ်တွေခေါ်တာတော့မတွေ့ဘူးเนาะဒါပေမဲ့လေ तू ကဒီ career လမ်းကြောင်းတစ်ခုအနေနဲ့ तू ကတည်တံ့ရှိနေတာဖြစ်တယ်ဗောနော wireless network engineer တွေပိုင်းရလဲ wireless network engineer ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒါဆိုရင်ဒီစီဒါရီကဒါဟိုပါပေါ့ senior level ရောက်မှဒီစီတို့ဒါစဉ်းစားမယ်အပိုင်းတွေပါတကယ်ရတော့ပေါ့နော်ဒါဆိုရင်ဒီစီတို့ကပထမဆုံးဒီ networking နဲ့စပြီးတော့အလုပ်လုပ်ခြင်းနဲ့ဆိုရင်ပေါ့နော်ဒီလိုဘယ်လိုစပြီးတော့လည်လာမလဲဆိုတော့စပြောပါမယ်နော်အဲ့တော့ networking နဲ့ပတ်သက်ပြီးတွားခြင်းနဲ့ဆိုရင် တော့ဘာဝင်လောက်အောင်လဲဆိုရင်နံပါတ်1ကဒီစီကိုခုနပြောတဲ့ e-block ပေါ့နော်ကွန်ပျူတာပြင်တဲ့ဘာရောစပြီးလောက်အောင်မှာဖြစ်တယ်။ဒါဆိုရင် e-block ကိုဒီစီတို့နားလေရလွှဲအောင်ဘလူးပြအောင်လဲဆိုရင်ဒီမှာလေဒါဆိုရင်ကွန်ပျူတာအိမ်ဒီမှာရှိနေတဲ့ desktop ကွန်ပျူတာပေါ့နော် laptop ကွန်ပျူတာရှိမယ်။အဲ့ဒီမှာရှိနေတဲ့ဒီ system unit ထဲမှာရှိနေတဲ့ device တွေကိုဒီပြင်တဲ့အပိုင်းကိုပြောချင်တာပေါ့နော်ဒီမှာပြထားတဲ့အတိုင်းပဲ CPU ရော RAM ရောဟတ်ဒစ်ရောနော် graphic card တို့ပြတ်တယ်ဆိုရင်ဒီစီတို့ဒီ replacement လုပ်မယ် repair လုပ်မယ်ဒါမှမဟုတ်လေပြင်မယ်ပေါ့နော်အဲ့ဒီအပိုင်းလေးတွေပြောချင်တာပါ e-block ဆိုတာ ဟုတ်ပြီနော်အဲ့တော့ network ဆိုတာတော့အခုကျတို့လက်ရှိပုံဝင်ချင်းမှာမြင်နေရပဲ network ဆိုတာနော်ကိုကိုတိုင်းကမစင်ဘူးမှာဒါပေမဲ့လက်ရှိတော့ network technology ကိုအသုံးပြုနေကြတယ်လက်ရှိဒီနေ့ခေတ်မှာအလူငယ်တွေအများစုနဲ့ဥပမာပေးပြောမယ်ဆိုရင်ကျတို့ဒါ game server ဆိုတာလေဒါ gaming နဲ့ပတ်သက်နေတာ network ရှိမှဆော့လို့ရတယ်နော်အဲ့တော့ network ချိတ်ဆက်ပြီးတော့အာဆော့ကြတယ်ဒါဆိုရင်ဒါအလုံးသိတဲ့ပုံစံပေါ့နော်ဒါဒီကျေတို့ရဲ့ဒီလုပ်ငန်းခွင်မှာဆိုရင်တော့ဒီ network မှာဆိုရင်အဲဆက်လုပ်မယ်ဆိုရင် e-black ကိုရင်သွားတယ်ပြီးနံပါတ်1က ဒီ network engineering ပေါ့ဒီကျေလို့လက်ရှိသင်ပေးအတန်းပေါ့နော်အဲ့တော့အတူကောတော့ any လို့ခေါ်တယ်ပေါ့နော် အာပြောမစို့ဒါ network engineering အတန်းလေးပေါ့ဒါ networking ကိုစပြီးတော့လုပ်မဲ့သူတွေတက်မဲ့ဥစားအဲ့တော့များသောအဖြစ်ကဒီကျေတို့နေကြတယ်ပေါ့နော်အဗန်ပြီးလဲဆိုရင်ဟောပေါ့ဒီ networking ကိုတက်ဖို့အတွက်ပေါ့နော်ဘလို့အခြေခံမျိုးတွေရှိဖို့လူတလဲလူမီးတယ်တကယ်လို့ဒီလိုဘာအခြေခံမှရှိဖို့မလို့ဒီ networking ကိုတက်ဖို့တခုတော့ရှိတယ်ကွန်ပျူတာအခြေခံတော့ရှိဖို့လူတယ်အဲ့တော့ network ကိုလေ့လာမယ်ဆိုတော့ အခြေကီးဘုတ်နှိပ်ရမလားဒီမှာကီးတွေပေါ့နော်ဒီထားပါတော့ဒီချေလို့ဥစ္စာ command line တွေသုံးရမယ်ဥပမာဒီချေ RAM box ကိုဖွင့်လိုက်ပေါ့နော်အဲ့လိုပြောတယ်အချို့ RAM box ဆိုတာဘာမှမသိ RAM box ဆိုတာပေါ့နော်အဲ့လို RAM box ဆိုဝင်းလို့ကီးနဲ့အအောင်နှိပ်တယ်ဆိုတော့အဲ့လိုမသိတော့ဒီချေဆွဲခေါ်ပြီးဒါပေမဲ့လည်းဒါရီကကိုကငကိုရီကတိထားမယ်အပိုင်းလေးတွေပေါ့နော်ဒါကြောင့်ဒီ networking အတန်းကိုတက်မယ်ဆိုရင်အခြေခံအဖြစ်ပေါ့နော်ဘာတွေသိဖို့လိုလဲဆိုရင်ကွန်ပျူတာအခြေခံလေးတော့သုံးတတ်ဖို့လိုတယ် နော်ဒါလေးပါပဲနော်ကွန်ပျူတာအခြေခံသုံးသပ်ဖို့လိုရဲ့နောက်ထပ်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဒီ software လေးတွေ install လုပ်တာလို့နော်မသိတဲ့ကိစ္စမရှိဘူးအဲဒီလိုဒီ software တခုကိုသုံးနိုင်သုံးနိုင်မှာပေါ့နော် install လုပ်တဲ့နည်းတွေကပြောပြထားထားတယ်ပေါ့နော်အဲကြောင့်ကိစ္စမရှိဘူးဒါပေမဲ့ဒီ NE ကိုတက်မယ်ဆိုရင်တော့ခုနပြောကွန်ပျူတာအခြေခံလေးရှိဖို့လိုတယ်ဘာမှတည်ဘူးတော့မလိုပါဘူးနော်ဒါ NE ကိုတက်လိုက်တယ်ပေါ့ဒါပေမဲ့အများဆုံးအဖြစ်ဖြန်ပြီးလဲဆိုဒီ NE ပြီးဆိုရင်အလုပ်လုပ်လို့ရလာပေါ့ကျေလို့ဒီ networking ကအရင်ကျေပြန်တယ်နော်အခုဒီချိန် ခုနလည်းပြောလိုက်တယ်ဒီ networking နဲ့ပတ်သက်ပြီးရောကယ်ရီယာတွေအများကြီးပြောင်းလဲသေးတယ်เนาะအဲ့လိုပြောင်းလဲတဲ့အခါမှာဒီ any လေးပြီးုံနေတော့ကျေတော့အလုပ်လုပ်ဖို့တော့မလွယ်ဘူးပေါ့เนาะမလွယ်ဘူး any လေးပြီးုံနေပေါ့เนาะအဲ့ဒါလေးချက်ပြောခြင်းတယ်ပြီးတော့မှဒီ any ထဲမှာတော့ဒါမဲ့ အမဖြစ်မနေလုပ်မယ်ဆိုရင်ပေါ့နော်ဒီစီတို့ဒီအန်ဒီထဲမှာဘာတွေပြောပြပြီးထားလဲဆိုရင်ဒီ networking မှာဆိုရင်အဲ့တော့လုပ်ငန်းဝင်မှာလိုအပ်တဲ့အဓိကအကြောင်းအရာတွေပေါ့နော်ဒီစီတို့အဓိကဒီအန်ဒီမှာ server ဘိုင်းတွေပြောတယ်ပြီးနောက်ခုကအကြောင်းလာတော့မသိဘူးပေါ့နော်ဒီစီတို့ routing လို့နော်ဒါအခုမှစတဲ့လေဆိုမသိဘူးပေါ့နော်ဒါသင်ရမယ် routing လို့နောက်ခုက switching လို့နော်ပြီးရင်အပေါ်မှာပြောခဲ့သလိုပေါ့နော် wireless ဘိုင်းတွေနော်ပါမယ်နောက်ခုကဒီ network မှာဆိုရင် security ကလည်းအရေးကြီးတယ် security ဘိုင်းလေးတွေပြီးရင် firewall ဘိုင်းလေးတွေပေါ့နော် အဲဒါလေးတွေခြေလို့ထည့်တင်ထားတယ်နောက်တစ်ခုက cloud ပေါ့နော်အပိုင်းလေးဒီကအန်နီမာတာသင်ရမယ့်အကြောင်းအရာလေးအတူတူပေါ့နော် ဒါ any you တင်နေပေါ့ဒါဆိုရင်ကျေတို့ foundation တစ်ခုအနေနဲ့ပေါ့နော် networking ကိုလုပ်မယ်ဆိုရင် foundation တစ်ခုအနေနဲ့ဘာတွေသိဖို့လိုလဲဆို e plat and e နောက်တစ်ခုက linux ဆိုတဲ့အပိုင်းကိုလည်းသိဖို့လိုတယ် linux ဆို operating system တစ်ခုပဲအဲ့ဒီ operating system ကကျေတို့ဒီ user တွေအနေနဲ့တော့သိမသုံးဘောနော်အဓိကတော့ administrator တွေသုံးတယ်အထူးသဖြင့် networking ကိုလေ့လာနေတဲ့သူတွေသုံးတယ် programming ကိုလေ့လာနေတဲ့သူတွေသုံးတယ် network သမားတွေကတော့ server ဘိုင်းမှာသုံးတယ်ပေါ့နော် programming သမားတွေကတော့ developing ဘိုင်းမှာသုံးကြတာများတယ်ပေါ့နော်ဒါ linux ကိုသုံးမယ်အဲ့ဒီ foundation သုံးခုပြီးပြီဆိုတာနဲ့ကျေတို့ကဒါ networking နဲ့ပတ်သက်ပြီး ဂျူနီယာနေနဲ့အလုပ်လုပ်လို့အဆင်ပြေတယ်ပေါ့နော်အဲဒါလေးတစ်ခုရှိမယ်အဲ့ဒါပြီးတဲ့အခါမှာဒီစီနီယာနေနဲ့စဉ်းစားမယ်ဆိုရင် system engineer လောက်မှာလား network engineer လောက်မှာလား cloud engineer လောက်မှာလား security engineer လောက်မှာလားပေါ့နော်ဒါကိုဒီချက်ရွေးချယ်ရမယ် system လို့ပြောလိုက်ရင် server ဘိုင်းကိုလေ့လာရတဲ့သူဖြစ်တယ်နော် server ဘိုင်းလေ့လာရတဲ့သူဖြစ်တယ် server ဆိုတဲ့နေရာမှာ microsoft server ရှိတယ်နော် microsoft server ရှိမယ် server ရှိရဲ့နောက်တစ်ခုက linux server ရှိရဲ့ခုနပြောလိုက်တဲ့ဥစားနော် တော့ဒီ server type တရားကြတော့ဒါသက်ဆိုင်ရာအတန်းတွေမှာတည်ရလိမ့်မယ်နော်အခုလောစီက Microsoft server ရှိမယ် Linux server ရှိမယ်နောက်တစ်ခုကကြတော့ server ဘိုင်း server ဘိုင်းလိုက်မဲ့သူတွေက virtualization ဆိုတာရှိသေးတယ်ဒါလည်း Andy မှာထည့်သိမ်းရမယ်ဒီဥစ္စာလေးနော်သိမ်းရမယ် AA Alliance API ဝင်နော် virtualization ကိုတည်လာမယ်နောက်တစ်ခု cloud ကိုလည်လာမယ်နော် cloud ဆိုတဲ့နေရာမှာအများဆုံးအဖြစ်ကဒီ server ဘိုင်းရလူတွေက Azure ကိုလည်လာနော်ဒီလိုဆိုရဲဒါ Azure နဲ့ပတ်သက်ပြီးတော့လည်လာထားရတယ်ပေါ့နော် server ဘိုင်းကိုသွားမဲ့သူတွေက ဒါတော့စာပါပိုင်းတမားပေါ့နော်ဒါအောင် system engineer လို့ခေါ်တဲ့အလုပ်ဒီမှာနော်ပြီးတော့ network engineer ကကြတော့အားလုံးသိတဲ့အတိုင်းပဲဒါ networking မှာဆိုရင်တော့ Cisco ကတော့နာမည်ကြီးတယ်ပေါ့နော်ဒါပေမဲ့ network engineer တယောက်ဖြစ်မယ်ဆိုရင် तू က banner ကိုလေ့လာဆိုတာထက်ပေါ့နော် तू ကဘာကိုလေ့လာမလဲ routing switching နဲ့ပတ်သက်တဲ့အပိုင်းတွေကိုပို့ပြီးတော့လေ့လာရမယ်ပေါ့နော်အဲ့ဒီနေရာမှာနာမည်ကြီးတဲ့ banner ကတော့ Cisco ကိုလေ့လာတယ်ပြီးနောက်တစ်ခုကအဲ micro Cisco နဲ့ပတ်သက်ပြီးလေ့လာတယ် micro tick ကိုလေ့လာတယ်ဟုတ်ဒီ micro tick ကိုလေ့လာတယ်ပေါ့နော်အဲဒါတော့များသောအားဖြင့်လေ့လာကြတယ်ဒါ routing switching ဘိုင်းပေါ့အဲနောက်တစ်ခုကကြတော့ ဒီ wireless ဘိုင်းကိုသွားရတယ်ဒီ network engineer နဲ့ပတ်သက်ပြီးလုပ်ချင်တဲ့သူကနောက်တစ်ခုကကြတော့ firewall ဘိုင်းကိုသူကရရတယ်နော်ပြီးနောက်တစ်ခုက virtualization ကို network virtualization ပေါ့နော်ဒါကိုလည်းသူသိရတယ်နော်သူလည်းဒီ system နဲ့မခြားပါဘူးဒါဒီအကုန်လုံးသိရတယ်နောက်တော့ cloud ဘိုင်းဆိုရင် AWS ကိုလည်လာကြတယ် cloud ဆိုရင် AWS ကိုလည်လာကြတယ် ဟုတ်ပြီနော်ဒါဆိုရင် network engineering ဘိုင်းပေါ့အဲ့တော့ cloud engineer မှာဆိုရင်တော့ cloud engineer တည်တဲ့ပေါ့ဒါမြန်မာနိုင်ငံမှာတော့အများသောအားဖြင့်တော့ system engineer နဲ့ network engineer ကိုသွားတယ်အဲ့တော့ cloud engineer ကတော့ဒီ AWS သူကတော့အကုန်သိရမယ်အများသောအားဖြင့် AWS သိတယ် Azure သိတယ်နော် Azure ကိုလေ့လာတယ်နောက်တစ်ခုကအဲပြီးရင် Google Cloud ပေါ့ဒါနာမည်ကြီးက Google Cloud ရှိမယ်နော် Google Cloud ရှိမယ်ဒါတွေသွားတယ် security ဆိုလဲဒါ Kontiyan ရေလောက်တဲ့ security ကိုလေ့လာလို့ရတယ် Kontiyan ရေရှိမယ် ပြီးရင်ဒီ attacking vulnerability ဆို CH2 ပါလို့လေ့လာလို့ရတယ်နော် wireless engineer ဆို C wireless certified network engineer ပေါ့နော် certified wireless network engineer CWNE ပေါ့နော်ဒါတော့လေ့လာကြရတယ်ဒါဆိုရင်တော့ဒီစီလို networking မှာအကြံဉာဏ်ဖြစ်ပေါ့နော် network engineer နဲ့ system engineer wireless cloud security နော်ဒီအရာရှိမယ်လို့သိမယ်လို့ယူဆတယ်နော်အဲ့တော့အလုံးကျေးဇူးတင်ပါတယ်